အားလုံးမင်္ဂလာပါရှင်အဲဆီယမကတော့အခု grade 10 chemistry ပေါ့နော်သင်ရိုးသစ်ကိုသင်ပြီးမယ်ဆီယမဖြစ်ပါတယ်အခု teacher root chapter 7ပေါ့နော် air water and swine မှာမှနောက်ဆုံးပိုင်းဖြစ်တဲ့7.3 swine ကြောင်းလေးကိုလေ့လာကြည့်ရအောင် weeds and pollutant in swine ်ညည်စီလွားကိုညဉ့်ညမ်းစေခြင်းနဲ့ waste ပေါ့နော်အညစ်အကြေးတွေပေါ့ခုနကတီချာတို့တောင်းလျှောက်က fertilizer တွေသုံးလာတယ်ဟုတ်ပြီနော်အော်ပြီးတော့ခုနကပေါ့နော် acid အရန်များတဲ့ညည်စီလွားတွေကြတော့ထုံးထုံးနေပြူးမယ်ဒီလိုမျိုးဟုတ်တီချာတို့ treatment นี่လုပ်ကြတယ်လုပ်တဲ့အခါမျိုးမှာတော့၎င်းဒါမှမဟုတ်လို့ရှိရင်တီချာတို့အခုပေါ့နော်အာဟိုလဲ လေလေကွင်းတွေပေါ့နော်ယာကင်းတွေမှာဆိုလို့ရှိရင်ဟော fertilizer အမြောက်အမြာ pesticide တွေပေါ့နော်ပိုးသတ်ဆေးအမြောက်အမြာတွေပေါင်းသတ်ဆေးပိုးသတ်ဆေးမှုမှုသတ်ဆေးပေါင်းသတ်ဆေးတွေတုံးကြတယ်တုံးကြတဲ့အခါမျိုးမှာကြတော့ဘယ်လိုမျိုး pollutant တွေဖြစ်လဲဟုတ်ပြီနော်အဲ့ဟာလေးတွေအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်အခု soil is the receptor of large quantity of waste product ဟုတ်ပြီနော်အငြိအကျေးပစ္စည်းတွေမှန်သမျှကို large quantity ဆိုတာကကြောင့်အမြောက်အများတော်တော်များများကိုပေါ့နော် receptor ဆိုတာလက်ခံတဲ့နေရာဖြစ်တယ်တဲ့မြည်စီက ဟုတ်တာပေါ့သူကရေနဲ့ကြာရင်လည်းသူတို့စီမှာ double 6ဖြစ်တာပဲဟုတ်ပြီနော်ပြီးရဲ့အခါကျတော့ဟိုအပေါ်ကနေမိုးရွာကြပြီးတော့အခါမှာလည်းသူတို့စီမှာပဲ evolution ဖြစ်လို့လည်းသူတို့မှာဘာဖြစ်တာလဲ double 6ဖြစ်တာပဲအဲ့တော့သူ့ရဲ့ receptor က large quantity ဆိုတာအမြောက်အများကိုသူဘာလို့ရတာလဲလက်ခံရတဲ့နေရာဖြစ်တယ်တဲ့ဘလို့မြောက်များရည်လဲဆို domestic အိမ်ကတော့၎င်းအဲ့တော့အိမ်သုံးပစ္စည်းတွေကနေထွက်လာတဲ့ဟာပြီးတော့ human လူသားတွေကနေတော့ပြုလုပ်လိုက်တဲ့အရာတွေ animal trade အနေနဲ့ပြီးတော့ industrial ဒီစက်မှုเนาะစက်မှုလုပ်ငန်းတွေပြီးတော့ agricultural product တွေဆိုရဲဒီကြောင်เนาะ layer site ပြိုးရေးလုပ်ငန်းတွေကထွက်လာတဲ့အရာတွေအကုန်လုံးကလည်းဘာဖြစ်လဲအဲ့ဒီကနေပြီးတော့မှဒီကြောင် pollutants တွေပေါ့เนาะအများကြီးဖြစ်စေ waste product တွေအများကြီးလက်ခံသူတို့တွေစီကနေအများကြီးလက်ခံရတာဖြစ်ပါတယ်တဲ့ပြီးတော့ convention of sulfur containing fuels smelt smelting process emit SO2 sulfur ပါဝင်တဲ့ fuels ပေါ့ fuels ဆိုတာဒီကျတော့လောင်စာရီ sulfur ပါတဲ့လောင်စာရီလောင်ကျွမ်းတဲ့အခါမှာဆိုရင်လည်းထွက်လာတဲ့ဘာဘာကိုထွက်လာလဲဆိုတော့ SO2 တွေပေါ့နော် sulfur dioxide တွေထွက်လာတယ်ထွက်လာတဲ့အခါကျတော့ and finally နောက်ဆုံးမှာတော့ leaf sulfate on the soil နောက်ဆုံး sulfate အနေနဲ့မြေစီလွားထဲမှာသူကတင်ရှိနေတယ်အဲ့လိုပဲ nitrate ကလည်း from the atmosphere လေထုထဲမှာရှိတဲ့ nitrate တွေကလည်း are deposited on the soil မြေစီလွှာမှာပဲဗာပြက်လဲ deposit ဆိုတာအနေကြတယ် လို့ပဲ let particulate လက်တွေကလည်း from ဘယ်ကနေထွက်တဲ့လက်တွေလဲ automobile ဘာပြောလဲ exhaust also shutter on side နော် automobile ဆိုတော့ teacher တို့ဒီပေါ့နော်ကားတွေဟုတ်ပြီနော်အဲ့ကနေထွက်တဲ့ exhaust ကနေထွက်တဲ့အဲ let particulate တွေကလည်း let particles တွေပေါ့နော်အများကြီးကလည်း shutter ဆိုတာအနေကြတယ် နေထိုင်နဲ့ on site နေစီလာမှာပဲ along both side of highway with heavy automobile traffic အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင် teacher heavy traffic automobile traffic ပေါ့နော်ကားအရန်မီးပွိုင်းအရန်ကျက်တဲ့နေရာတွေပေါ့နော်အဲ့လို highway တွေမှာဆိုလို့ရှိရင်ဘေးတစ်ဖက်တစ်ချက်စီမှာကဟိုဘာဖြစ်တာလဲသူက exhaust ကသူကနှိုးထားတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာပဲ lead particulate တွေကအဲဘေးမှာဘာဖြစ်လဲ settle ဖြစ်သွားတယ်ပေါ့နော် ကျသွားတယ်တဲ့ဒါကြောင့်မို့ high level of ခုနပြောတဲ့ lead zinc နေ etc အစသဖြင့်ပေါ့နော် lead to zinc လို့ကဘာဖြစ်တာလဲ high level ဆိုတာကတချို့တို့မြင့်မားလာတယ်တဲ့ observe on swipe ဘယ်မှာတွေ့ရလဲဆိုတော့ swipe မြေစီလွာမှာ near lead and zinc mines etc သာသဖြင့် lead to zinc တက်ထူလို့ပေါ့နော်အဲ့ဒါကြီးအများအများတွေ့ရပါတယ်တဲ့ဒါက teacher တို့ကားကြီးเนาะအာကားကြီးကနေထွက်တဲ့အရာတွေပေါ့ကားကြီးစိတ်ယုံကြီးကနေထွက်တဲ့အရာတွေကိုပြောထားတာ နောက်တစ်ခုကကြတော့ဒီချက်ရော fertilizer fertilizer and pesticide ဓာတ်မြေဩဇာတွေနဲ့အနောက်ပိုးသတ်ဆေးတွေပေါ့နော်သူအခုဆိုပိုးသတ်ဆေးပေါင်းသတ်ဆေးမှုသတ်ဆေးမျိုးစုံထွက်တယ်ဟုတ်ပြီနော်အဲ့ဒီဟာနေပြီးတော့ apply to crop သူတို့ကဗာလဲကောက်ပဲသီးနှံနေအတွက်အသုံးပြုတာပေါ့နော်လေသမားတွေအသုံးပြုတဲ့အခါမှာ art largely retained by the soil เนาะညောင်များတုံးတဲ့အခါကျတော့မြေစီလွာထဲမှာ retain ကျန်ရှိနေတယ် they become သူတို့ကတဖြည်းဖြည်းနဲ့ part of environmental circle เนาะဒီကျတော့ပတ်ဝန်းကျင်ပေါ့เนาะဒီ circle ဆက်ဝန်းကြီးကို due to absorption ဆိုတာက absorption နဲ့အတူတူပါပဲဆုပ်ယူခြင်းပေါ့เนาะ by the soil မြေကြီးလွာကဆုပ်ယူလိုက်တယ်ပြီးတော့ leaching into water ရေတွေကနေပြီးတော့ရေနှုတ်မြောင်းပေါ့เนาะဒီကျတော့ရေတွေကနေတော့စီးဆင်းစေတယ်ဟုတ်ပြီเนาะအာစီးဆင်းသွားတယ်စသဖြင့်ပေါ့ဒီရပြန်လိုက်တယ်ပြန်လိုက်တဲ့ဟာကြီးကရေကနေစီးဆင်းသွားတယ်စီးဆင်းသွားတော့လေမြေကြီးလွာမှာပဲအနေကြခြင်းဖြစ်တယ် ဟုတ်ပြီနော်အဲအဲ့လိုမျိုးတွေတဲ့ပြီးတော့ pesticide undergo degradation in soil မြေစီလွာမှာလည်းဒီချာတို့မြေစီလွာမှာရှိရအာဟာရဓာတ်တွေကိုပေါ့နော်ဆုံးဟိုဘလိုပြောရော့နေသွားစေတာပေါ့နော်ရော့နေသွားစေတဲ့ဒီ pesticide တွေပိုသက်စေတွေကပေါ့နော်မြေစီလွာမှာတဘာဝအတိုင်းရှိနေတဲ့အာဟာရဓာတ်တွေကိုလည်းရော့နေသွားစေတယ် through the process of biodegradation ဟုတ်ပြီနော် biodegradation ဆိုတာကဒီချာတို့ပေါ့နော်ဒီဇီဝ နော်စီရင်မွေးတည်ခြင်းဆိုတာဥမာဆိုပါလို့ဒီကျတော့ plastic bottle ပေါ့ recycle လုပ်တဲ့ plastic bottle တောင်မှဘာဖြစ်လဲတဖြည်းဖြည်းနဲ့အာမြေကြီးလွားနေရောအစီဆုံးရှုံးမှုကိုဖြစ်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 သွားတာပေါ့နော်နောက်ရက်30လောက်မှဆိုရင်ဒီကျတော့ဘယ်လိုပုံစံလေးပြောင်းသွားမလဲဟုတ်ပြီနော်ကဲနောက်တစ်ခု chemical degradation ဆိုတာဒီ degradation ပေါ့နော် chemical degradation ဆိုတာကကြတော့เนาะဒီ chemical ပစ္စည်းတွေပေါ့နော်အာဓာတုဓာတ်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ဖြစ်ပေါ်ခြင်းတွေရယ် or photochemical reaction ဆိုတာကတခြားလင်းရောင်နဲ့အစာချက်လို့တဲ့အရာတွေပေါ့အဲ့လိုမျိုးတွေเนาะအစာချက်လို့တဲ့ဟာတွေမှာဆိုရင်လေဒီဖြစ်စဉ်တွေ degradation in soil ဖြစ်စီပါတယ်တဲ့နော်မြေစည်းလွားရဲ့အာဟာရတွေချို့တဲ့စီတဲ့ရောနေစီပါတယ်တဲ့ဒီမှာဆိုရင်တော့တခြားတို့ဒါပေါ့နော်ပတ်ကြအပ်တဲ့ပုံလေးပေါ့ဒါ ကိုကြည့်ချင်းအပြင်ဒါ degradation ဖြစ်တာပေါ့နော်မည်စီလွားရဲ့အဲအလွန်အကျွံပေါ့နော် pesticide တွေ fertilizer တွေသုံးထားတဲ့အတွက်ကြောင့်မလို့လိုအပ်တာအထက်ကိုပို့ပြီးတော့သုံးအသုံးပြုထားတဲ့အတွက်မည်စီလွားခြင်းပတ်ကြားအပ်ခြင်းဖြစ်ပါတယ် In this respect insect outworn plants and microorganisms play important role in biodegradation of pesticide pesticide ဆိုရဲဒီချရတီပိုသက်ဆေးတွေကဟုတ်ပြီနော်ပိုသက်ဆေးတွေကိုတဲ့ biodegradation က important role အဓိကအခန်းကဏ္ဍအနေနဲ့ပါဝင်တဲ့ဘယ်လိုမျိုးလဲဆို insect တွေ artworm တွေ plant တွေနဲ့ microorganism တွေကပေါ့နော်အပင်နေရှင်တန်ကျူးထွားဖို့အတွက်ဒီ insect တွေ artworm တွေ microorganism တွေက biodegradation အနေနဲ့ဆိုရင်အဓိကအခန်းကဏ္ဍအနေနဲ့ပါဝင်ပါတယ် Pesticide residue on crops and food product cause long-term healthy hazard. Pesticide residue ခုနကကြည့်ကြရိုးပိုးသက်ဆေးတွေကနေကြန့်ရှင်းအကျဉ်းကြံနေကပေါ့နော် crop or food product ပေါ့နော်ဒီကြည့်ကြရိုးကောက်ဘဲတည်နေနေအစားအသောက်ထုတ်လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ကြန့်ရှင်းနေတဲ့ပိုးသက်ဆေးတွေက long-term health has hazard ဆိုတာကကြည့်ကြရိုးရေရှိမှာဆိုရင်ကျန်းမာရေးကိုဆိုးရွားစွာအန္တရာယ်ရှိစေတယ်ပေါ့နော်ထိခိုက်နိုင်တယ် It may be concluded that the quality of soy has an impact on public health standard through the human food chain. ဒီရောဒီ concluded ပေါ့နော်နိချုပ်ပြီးပြောရမယ်ဆိုရင်တော့ the quality of soy ဒီမြေစီလွားရဲ့ quality ပေါ့နော်အရေးအသွေးကြောင့်ဘာတွေကိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတော့ has an impact on public health standard. เนาะ အဒီ public health standards ဆိုပြည်သူ့ကျန်းမာရေးပေါ့နော်စံတတ်မှတ်မှုမှာဆိုလို့ရှိရင်တဲ့ human food chain ပေါ့လူသားတွေရဲ့ food chain အစာကွင်းဆက်ကိုဘာဖြစ်စေရလဲကျန်းမာရေးရဲ့ကျန်းမာရေး standard ကိုပေါ့နော်တွားပြီးတော့တိုက်ရောက်မှုလည်းရှိစေပါတယ်တဲ့ဒီ quality of soil ကြောင့်ပေါ့နော်အဲပြောချင်တဲ့သဘောကတော့တီချာတို့မြေစီလာမြေစီဩစာကောင်းရင်တီချာတို့ကြမ်းကြမ်းမာမာနဲ့ပေါ့နော်အန်ရင်မရှိတဲ့အစားအစာတွေကိုစားတောက်နိုင်ပြီးတော့ တတန်းအရှိကြိုင်နေထိုင်နိုင်တတန်းစီနေနိုင်နေပေါ့နော်ဒီလိုမျိုး pesticide တွေများနေတာပြီးတော့ modify လုပ်ထားတဲ့အစားအစာတွေအရန်များနေတာဆိုလို့ရှိရင်ဒီကျတို့ပေါ့နော်ဟော gem crops တို့ဟာမျိုးတွေပေါ့နော် modify လုပ်ထားတဲ့အဲတဘာဝအတိုင်းရတဲ့ organic organic အစားစာတွေမဟုတ်တဲ့အရာတွေဆိုရင် teacher တို့လူတန်းစီပေါ့နော်တက်တန်းစီမနေနိုင်မင်းနဲ့เนาะအော်တက်တူရရပေါ့ဒါမျိုးကိုသူကပြောချင်တာပေါ့အဲ့ဒါဘယ်ပုံမှာ mood ရဲ quality of soil ပေါ့မြေစီလွာရဲ့เนาะအရေးသွေးပုံမှာလည်း mood ပါတယ်တဲ့ that environmental health aspects of soil deserve serious attention in the near future ဒါကြောင့်မလို့ teacher တို့လာမယ့်အနာဂတ်မှာဆိုလို့ရှိရင်ဘာကိုလဲအမြေစီလွာကိုပေါ့နော် environmental healthy ဆိုတာကပတ်ဝန်းကျင်ကျန်းမာတဲ့ပတ်ဝန်းကျင် င်ဖြစ်ဖို့အတွက်ပေါ့နော်ဖြစ်ဖို့အတွက်ဆိုရင်တဲ့အဒီမြေစီလွားကို ထိမ့်သိမ့်ဖို့အတွက်ကလည်းထိုက်တန်ပါတယ်တဲ့မြေစီလွားကိုထိမ့်သိမ့်သိမ့်သိမ့်လေးပေါ့ဒါမှသာလင်းဒီချာတို့အနာဂတ်မှာပို့ပြီးရောဘာဖြစ်လဲကောင်းမွန်တဲ့အနာဂတ်တွေပေါ့နော်အသက်ရှိမယ်ပြီးတော့ environmental healthy တွေပေါ့နော်ပတ်ဝန်းကျင်ကျန်းမာဖို့အတွက်ဒီရရှိလာမှာဖြစ်ပါတယ်တဲ့ဒါကြောင့်မို့ဒီချာတို့ကအစပေါ့နော်ထိမ့်သိမ့်တင်တာတွေကိုထိမ့်သိမ့်ရမယ်အလွန်အကျွန်း pesticide တွေမသုံးပါဘူးအခု ခမီတိုးတက်လာတာနဲ့အမျှ blue tint တွေကလည်းညားလာတယ်ဟုတ်ပြီနော် ကဲဒီမှာဆိုရင်တော့ teacher တို့ခုနကပြောသွားတဲ့ biodegradation ပေါ့နော်အာ plastic bottle လေးကတပြေးပြေးနဲ့မြေမြေစီသွားမှာဘယ်လောက်ထိသွားလဲဆိုတော့ day တတိကြရင်တော့ဘာမှမရှိတော့ဘူးပေါ့နော်ဒါကတော့ recycle bottle တွေမဟုတ်လို့ပေါ့ teacher တို့ plastic တွေဆိုရင်မြေကြီးကိုဘာဖြစ်စေရလဲ blue tint ဖြစ်စေတဲ့အရာပါ လုံးဝကိုเนาะပျက်စီးစေတဲ့အရာ ဖြစ်ပါတယ်ဒါကတော့ recyclable တလေးဖြစ်တဲ့အတွက်ကြောင့်မို့သူကတော့မဖြစ်တာလဲအစိတ်စိတ်မော်မော်လေးဖြစ်သွားပြီးမိသားနဲ့တသားနဲ့ကြပါတယ်ပေါ့เนาะ Okay နောက်တစ်ခုကတော့ teacher sources of soil pollution soil pollution ဖြစ်ရတဲ့အဓိကအရင်းမြစ်တွေကတော့ the main sources which pollute the soil are at the rain ဘာကြောင့်လဲဆိုတော့အဓိကเนาะဒီ pollute မြေကြီးလွာကိုเนาะညဉ့်ဉန်းစီရဲ့အဓိကအကြောင်းရင်းတွေက acid rain ဆိုရဲ acid မိုးရွာသွန်းခြင်းနေ repeated use or exerts use of the same fertilizer တူညီရဲ့ဓာတ်ညီဩဇာတွေကိုတော့လိုအပ်တာထပ်ပို့ပြီးတော့အလွန်ကျွံအသုံးပြုခြင်းနဲ့ထက်ခါထက်ခါအသုံးပြုခြင်းဒီပြီးတော့ inadequate rain reach system in agriculturalphy ဟုတ်ပြီနော်ဒီကျတို့စိုက်ပျိုးရေးမှာပေါ့နော်စိုက်ပျိုးရေးမှာဆိုလေကွင်းတွေမှာဆိုလို့ရှိရင်ရေနှုတ်မြောက်ရေနှုတ်မြောင်းတွေပေါ့နော်မြောင်းလေးတွေကလုံလောက်တဲ့ inadequate လုံလောက်တဲ့ရေနှုတ်မြောင်းတွေမရှိခြင်းဒီပြီးတော့ spraying the vegetable and fruit plants with insecticide and herbicide ် etc เนาะဒီကျတော့ပိုးသက်ဆီးเนาะပြီးရခါကျတော့ပေါင်းသက်ဆီးတွေကိုเนาะဒီ vegetable and fruit ပေါ့ hindi ဟိရနဲ့အသီးအနှံတွေပေါ်မှာဖြန်းချင်းနေပေါ့เนาะအဲ့ဒါတွေကဒီကျတော့ဒီပေါ့เนาะ soil pollution ဖြစ်ဖို့အတွက်အဓိကအကြောင်းရင်းနေဖြစ်ပါတယ်တဲ့အားကြောင့်မလို့ chemistry in daily life ရပေါ့ဒီကျတော့အခုနေတိုင်းနဲ့ society မှာဆိုရင်တဲ့ဒီဓာတုဘေဒကဘယ်လိုမျိုးအရေးပါလဲဆိုတော့ soil is the foundation of basic ecosystem function ဆိုတာကိုဒီချက်ရောသိရမယ် ဟုတ်ပြီနော် ecosystem function ရဲ့အဓိကအခြေခံ foundation ဖြစ်တယ်ဆိုတဲ့အကြောင်း swine filter our water swine မြေစီလွာကဒီချက်ကို filter ဆိုတာစစ်ထုတ်ပေးတယ် our water ကျွန်ုပ်တို့ရေတွေကနဲ့နော် provide essential nutrient to our forests and crop နော်တစ်တော်တွေပြီးရကောက်ပဲသီးနှံတွေအတွက်လည်းမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုထောက်ပံ့ပေးတယ် and help regulate the earth temperature ပြီးတော့ကမ္ဘာမြေရဲ့အပူချိန်ကိုလည်း regulate ပေါ့နော်တာမန် ထိမ့်ညိပေးတယ်ပေါ့နော်ထိမ့်ညိပေးတဲ့နေရာမှာလည်းအကူအညီဖြစ်စေပါတယ်တဲ့ကဲဒါဆိုရင်တော့ teacher တို့အခု7 point 3ရဲ့ပေါ့နော် review question လေးကိုဒါတို့တမီတို့အကောင်းဆုံးဖြေဆိုနိုင်မယ်လို့ teacher ကထင်ပါတယ် ကဲနောက်တစ်ခုဒီ dictionary D7.3 swine မှာဆိုလို့ရှိရင် key terms ပေါ့เนาะအဓိကမှတ်ရမယ်ဝေါ်ဟာရာလေးတွေက organic matter ပေါ့ organic matter ဆိုတာဘာလဲ in swine it's made out of and decompose and partially decompose ပေါ့เนาะ organic matter ဆိုတာမြေကြီးလားထဲမှာရှိရ organic matter ဆိုတာက and decompose ဆိုတာမပြိုကွဲတဲ့အရာတွေဒါမှမဟုတ်လို့ရှိရင် partially တစ်စိတ်တစ်တိတာ decompose residue of plants and animal tissue of living and dead microorganism ဟုတ်ပြီနော်အာအပင်နေနဲ့ animals tick နော် animals tissue တွေရဲ့ပေါ့နော်ဟော residue အကျဉ်းကျန်နေကဒစိတ်တေတာဘာဖြစ်တာလဲပြိုကွဲတဲ့အရာတွေဒါမှမဟုတ်ရင် microorganism တွေတည်ဆုံးခြင်းနဲ့ဒါမှမဟုတ်ရှင်တန်ခြင်းရဲ့ tissue တွေပေါ်မှာရှိပြီးရှိတဲ့အရာတွေကို organic matter လို့ခေါ်ပါတယ်တဲ့ swipe thatcher ဆိုတာကတော့ is a matter of matter of the relative proportion of sand silt and clay ဟုတ်ပြီနော် spread particle found in the soil မြေစီလာထဲမှာရှိတဲ့ sand silt ပို့ဆိုတော့เนาะ teacher တဲတွေပြီးတော့နှုံးတင်နှုံးမြေတွေနဲ့ clay ဆိုရဲရှုပ်မြေတွေရဲ့ relative proportion ပေါ်မှာပေါ့နော်သူတို့ရဲ့အနိုင်ရအချိုးပေါ်မှာမူတည်ပြီးတော့ဟောတိုင်းတာတဲ့အရာကို swipe thatcher လို့ခေါ်ပါတယ်အရှိမလည်းပြောထားပြီးပြီ teacher တို့တဲညာရင် နေစီလွားဘာဖြစ်မလဲ coach coach coaster teacher ဖြစ်မယ်เนาะပြီးရခါကျတော့ teacher တို့အသေးနေတဲ့အခါမှာပေါ့နော်ဒီလိုမျိုး clean များတဲ့ဆိုလို့ရှိရင် teacher တို့ fine teacher ဖြစ်မယ်ပေါ့နော်ဒါကတော့ရှိမှပြောထားပြီးပါပြီနောက်တစ်ခုက according to the swipe teacher triangle အရာဆိုရင် the swipe can be classified ပေါ့နော် classifying swipe ကိုမြေစီလွားကိုအမျိုးအစားခွဲထားတဲ့ into 12 classes เนาะ12 classes ဆိုတာက နော်12မျိုးပေါ့နော်အမျိုးအစား12မျိုးခွဲထားတယ် by the bare bone မှမူတည်ပြီးတော့လေ relative proportion of sand slate and clay separate particles found in the soil ညည်းစီလွားထဲမှာတွေ့ရတဲ့တဲနဲ့နှုံးမြေနဲ့ clay ပေါ်မှာမူတည်ပြီးတော့အမျိုးအစား12ခုခွဲခြားထားပါတယ်တဲ့ကဲဒါကတော့ teacher တို့ chapter တစ်ခုပြီးသွားပြီဆိုလို့ရှိရင် teacher တို့ chapter ပေါ့နော် review တော့ concept map ပေါ့နော် concept map တစ်ခုဖြစ်ပါတယ်ကဲပထမအဦးဆုံး teacher တို့ l ပေါ့နော် လေရဆိုလို့ရှိရင်ဒီကျတော့လေနဲ့ပတ်သက်ပြီးရဲ့အခါကျတော့ဒီမှာခုနကရှေ့မှာပြောထားတဲ့စာတွေကိုပဲဒီမှာကဟို map လေးနဲ့ပြောထားတာပေါ့နော်အဲမှာဆိုရင် pollutants တွေပါတယ်ဘာတွေက pollutants ဖြစ်စေလဲဆိုတော့ carbon monoxide တွေ sulfur dioxide NO2 เนาะ N2O ပြီးရဲ့အခါကျတော့ CH4 methane တို့ carbon dioxide တို့ O3 တို့ပေါ့နော် ozone တို့အဲ့ရ အဲ့မှာဆိုလို့ရှိရင် NO2 ကနေပြီးတော့ O3 ထိကပါရည်လဲ greenhouse gas တွေဆိုတဲ့အကြောင်းဟုတ်ပြီနော်အဲ့ဒါက greenhouse gas တွေကဘလို့အားလဲဖြစ်လာနိုင်တဲ့လူတို့ပြုတ်လုတဲ့ပေါ့နော် CFC တို့ HCF HFC တို့ပေါ့နော်နောက်တစ်ခါ PFC တို့ကနေပြီးတော့မှနော်လူတွေပြုတ်လုတဲ့အရာတွေကလည်း greenhouse gas တွေဖြစ်နိုင်တယ်လို့เนาะတဘာဝကလည်း greenhouse gas တွေကဖြစ်လာနိုင်နေဆိုတဲ့အကြောင်းပြီးတော့ acid rain ပေါ့ ်အစစ်မိုးရွာသွန်းခြင်းကလည်းဆောက်ဖာတိုင်းအောက်ဆိုင်ကတော့ရေကူးရေငွေနဲ့လည်းတွေ့သွားရောအစရင်းဖြစ်တဲ့အစရင်းကဘာတွေကိုပျက်စီးစေလဲဆိုရင် environment and economic of countries ဟောဘီနော်ပဝင်းချင်းနဲ့ပြီးရကနော်နိုင်ငံရဲ့ economic system ပေါ့နော်အော်စီးပွားရေးကိုလည်းနော်ထိခိုက်စေတယ်ဆိုတဲ့အကြောင်းအရာကြီးပြီးသွားတဲ့အခါကျ pollutants ပြီးသွားတော့အခု 8A မှာမှ teacher တို့ကမှာပေါ့နော် And he said nature of gases contain two main gases ပါဝင်နေပြီးတော့ others တွေပါတယ်ဟုတ်ပြီနော် two main gases ကပါတယ်လဲ oxygen နဲ့ nitrogen oxygen 21ရာခိုင်နှုန်းနဲ့ nitrogen 98ရာခိုင်နှုန်းပါဝင်နေ အဲအောက်ဆီဂျင်ကိုကြတော့ဘယ်ဒီမှာသုံးလဲဆိုတော့ plane တို့ diver တို့ astronaut users တွေပေါ့နော်ဒါကတော့เนาะအာပြီးရက patient တွေ steward တွေနဲ့ welding လုပ်တဲ့နေရာတွေမှာဝဒိန်စော်တဲ့နေရာတွေမှာအသုံးပြုရဲဆိုတဲ့အကြောင်း nitrogen ကိုကြတော့ food packaging နေနဲ့ argon electric bulb တွေပေါ့နော်ရက်စင်မီเนาะရက်စင်မီသီးလိုမျိုး argon ပါတဲ့ရက်စင်မီသီးတွေပြီးတော့ tire inflammation ဆိုတာက tire ထုတ်လုပ်တဲ့နေရာတွေနဲ့ ဟုတ်ပြီနော်အာ tissue sample storage ပေါ့အာ tissue တွေတင်းဆဲတဲ့နေရာတွေမှာဆိုရင် nitrogen ကိုအသုံးပြုရဲဆိုတဲ့အကြောင်းပြီးတော့အခြားသော other မှာကြတော့ teacher တို့က carbon dioxide နဲ့ noble gas အကြောင်းပြောထားတယ်အဲ့မှာ noble gas မှာဆိုရင် teacher တို့ argon neon ဟီလီယံပေါ့နော်အဲ့သုံးခုမှာဆိုရင်အာဂွန်ကိုဆိုရင် tangent light ဆိုတာကကြတော့ tangent light ဆိုတာကကြတော့မီးသီးပေါ့နော်အဲ့မှာသုံးတယ် neon ကိုကြတော့ advertising sign ဆိုတာ teacher တို့ကြော်ညာ sign board တွေမှာသုံးတယ်ပြီးတော့ feeling balloon ဆိုတာကကြတော့ဟီလီယံကိုကြတော့ teacher တို့ဘောမူမူပြန်မူပေါင်းနေပေါ့နော်မူပြန်မူပေါင်းလို့အရာမျိုးတွေမှာဆိုရင်ဟီလီယံကိုအသုံးပြုပါတယ် ပြီးတော့အဲ့ဒီကနေမှမှကျွန်တော် noble gas အကြောင်းပြောပြတော့ဒီဘက်ကာဗွန်ဒိုင်အောက်ဆိုက်ကိုကြီးလိုက်တဲ့အခါမှာကာဗွန်ဒိုင်အောက်ဆိုက်ကဘာကြောင့် global warming လည်းဖြစ်စေတယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာရင် global warming ဖြစ်စေတယ်ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုကြတော့အပင်နေကဘာလို့လဲအစာချက်လို့တဲ့အတွက်သူကစုပ်ယူတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုက air ကိုပြန်ကြည့်မယ် air ကနေပြီးတော့နောက်တစ်ခုထပ်ပြီးတော့ freshener distillation လုပ်လို့ရတယ်ပေါ့နော်နောက် ပြီးတော့ဒီကျတော့ water အဲ့အပြီးတော့ water အကြောင်းလေးကြည့်ရအောင် water မှာကျတော့ဒီကျတော့ three to bound ပြောထားမှရှိဘူး swine နဲ့ water မှာဟုတ်ပြီနော်ဒီ air ကကျတော့ three non living resources ရှိပါတယ်ဆိုတဲ့အကြောင်းဘယ်ကနေပေါ့ကဘာကြီးမှာ art ကနေပေါ့ဟုတ်ပြီနော် art မှာဆိုရင် three non living resources ရှိရဲ့ဗာလဲ air water and soil အဲ့မှာမှာ air အကြောင်းရင်သူကပြောပြထားတယ်နောက် concept map ကလေးကကြတော့ water အကြောင်းပြောမယ်ဒီချက်တော့ water မှာဆိုလို့ရှိရင် ground water river water rain water sea water တွေဆိုတာရှိရဲဆိုတဲ့အကြောင်းဟုတ်ပြီเนาะရေကိုပဲနေရာကြီးမှာတွေ့နိုင်တယ်ပြီးတော့ရေကကြတော့ဘယ်လိုမျိုး pollute ဖြစ်စေလဲပေါ့เนาะညဉ့်ညမ်းစေလဲဆိုရင် sewage တွေ industrial waste တွေ chemical fertilizer တွေနဲ့ detergent တွေကြောင့်အဲ့ဒီကောင်တွေကနေဘာ cause ဖြစ်လဲဆိုတော့ polluted water တွေဖြစ်တယ် အဲ့ဒါကြောင့်မလို့သူကိုဘယ်လိုမျိုး polluted water တွေကိုဘယ်လို purify လုပ်မလဲဆိုရင် filtration chlorination distillation deionization ပေါ့နော် ion exchange နေနဲ့အာ purify လုပ်မယ်ဆိုတဲ့အကြောင်းပြောထားတယ်ပြီးတော့ water ကို classify အမျိုးအစားနှစ်ခုခွဲတယ် hard water နဲ့ soft water soft water ဆိုတာကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူက pollute water ကနေပြီးတော့ပြောင်းလဲသွားမယ်ဟုတ်ပြီနော်ပြီးရဲ hard water နဲ့ soft နဲ့တွေ့တဲ့အခါမျိုးကြရင် react with ဓာတ်ပြုတဲ့အခါမျိုးကြရင် forming scheme နဲ့ဟုတ်ပြီနော် scheme ဒီအမြုပ်ပေါ့နော်အမြုပ်မထွက်ဖဲနဲ့ဒီအဖြူရောင် scan ကြီးဖြစ်နေရပေါ့နော်အနစ်ကြီးဖြစ်နေမယ်ကဲပြီးတော့ hard water မှာကြတော့ဒီချက်တော့နှစ်ခုရှိရဲ့ဘာလဲဆိုတော့ uh soft အနည်းဒီ hard water မှာ temporary hardness နဲ့ permanent hardness ဆိုပြီးတော့လဲနှစ်ခုပါဝင်နေဟုတ်ပြီနော်သူက hard water မှာ temporary hardness ကကြတော့ easily removed by boiling boiling method နဲ့ဖယ်ထုတ်လို့ရပြီးတော့ permanent water hardness ကကြတော့ difficult to remove by boiling နည်းနဲ့ 配套路没哑巴呜嘞。Oh, right. ကဲနောက်တစ်ခုကကြတော့အခု teacher တို့နောက်ဆုံးပြောတဲ့ swipe ပေါ့နော် swipe ကကြတော့ teacher တို့ပါလဲဆိုတော့သူ့မှာ three main layer ရှိရဲပါလဲ top swipe sub swipe parent swipe ပေါ့နော်တနည်းအားဖြင့် background လို့လည်းပြောတယ်ပြီးတော့ swipe ကို classify လုပ်မယ်ဆိုရင် swipe teacher နဲ့နောက် swipe teacher မှာ five teacher ရှိရဲ cursor teacher ရှိရဲအဲ့ဒီမှာမှာ swipe teacher ကိုကြည့်ပြီးတော့ classification 12 classes လုပ်တယ်ဘယ်ပေါ်မှာမူတည်ပြီးတော့လဲ sand slate and clay ရဲ့ပါဝင်မှုပေါ်မှာမူတည်ပြီးတော့12 classes ခွဲထားပါတယ်တဲ့ တော့ swipe ကိုကြတော့4 major component သူမှာအနောက်အဓိက component ၄ခုပါဝင်တဲ့ mineral matter organic matter air water ကဲနောက်တစ်ခု swipe ကိုကြတော့ swipe မှာ teacher တို့ကသူ့ကို support ထောက်ပံ့ပေးတဲ့ဟာ macro nutrient နဲ့ micro nutrient အပင်တွေကိုထောက်ပံ့ပေးတဲ့ဟာပေါ့နော်အများလို့အဟာရဓာတ်အနည်းလို့အဟာရဓာတ်တွေပါဝင်နေဆိုတဲ့အကြောင်းအဲ့ဒီကောင်းကြီးကဘာအတွက်လဲဆိုတော့ plant growth and ပြီးတော့ crop productivity ဆိုတာကကောက်ပဲသီးနှံနဲ့ အပင်တွေရှည်စင်ကြီးွားဖို့အတွက်ကောက်ပဲသီးနဲ့ထုတ်လုပ်တဲ့နေရာတွေမှာဆိုရင်မက ్రో နျူထရီယံနဲ့မိုက်ခရိုနျူထရီယံတွေလိုအပ်တယ်ဆိုတဲ့အကြောင်းပြီးတော့ဆွာရီကဒီထရိုသူ့ရဲ့ pH level အပင်ပင်ဆိုက်ရဖို့ဆိုရင် pH level က5.5 to 7.0ရှိရမယ်ဆိုတဲ့အကြောင်းပြီးတော့ acidic swine ဆိုရင် teacher တို့ဘယ်လိုလုပ်မလဲ swine with high acidity ဖြစ်နေတဲ့ swine ဆိုလို့ရှိရင် teacher တို့ acidic swine ဆို lime နဲ့ treatment လုပ်မယ်အဲ့လိုပဲ alkali swine ကကြတော့ ph greater than 8.5ရှိရယ်ဆိုရင်သူ့ကို treatment ဘာနဲ့လုပ်မလဲ gypsum နဲ့လုပ်မယ်အဲ့ ညည်စီလွားသည် swine way high alkalinity ဖြစ်နေတဲ့အတွက်ကြောင့် gypsum နဲ့ဘာလို့မလဲ treatment လုပ်မယ်ဆိုတဲ့အကြောင်းပြီးသွားတဲ့အခါ swine ရဲ့ pollutant တွေပေါ့နော်ဘလို့ညဉ့်ညမ်းစေလဲဆိုရင်ဘယ်ကနေညဉ့်ညမ်းမှုတွေဖြစ်စေလဲဆိုတော့ domestic အိမ်သုံးနေ human human animal လူတွေကြောင့်ရယ် industrial and agricultural waste တွေ insecticide နဲ့ herbicide pests တွေ site တွေကြောင့်ဘာဖြစ်တာလဲ pollutant ဖြစ်တယ်ဆိုတဲ့အကြောင်းပြောထားတယ်အဲ့ရာကနေပြီးတော့ဘလို့အကျိုးသက်ရောက်မှုဖြစ်လေဖြစ်စီလဲဆိုတော့ public health ပေါ့နော် တည်သူကျမ်းမာရေးကိုဗားစရာလဲထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီဟာကအတူချုံးပြီးတော့ပြောထားတဲ့ map လေးဖြစ်ပါတယ်အဲဒါဆိုရင်သားတို့တမီးတို့အိမ်မှာပါတဲ့လေးချိန်ခန်းလေးပေါ့နော်လေးချိန်ခန်းကိုလည်းအကောင်းဆုံးဖြည့်ဆို့နိုင်မယ်လို့ဒီချက်ကယူပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်